မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာကဒီ2025ခုနှစ်မေလအတွင်းမှာဥစွာပဏမတနေ့နေ့သားပြီးမိတ်ဆွေတွေအတွက်တလစာဟောစရန်ကျင်းနဲ့ချောင်းရံဆောင်းရံအတွက်ကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဥစွာပဏမတနေ့နေ့သားပြီးမိတ်ဆွေတွေအားလုံးအဆဆရရအဆင်ပြေကြပါစေကြောင်းနဲ့ဘယ်ကနေကြည့်နေရလဲဆိုဆရာကဥစွာ comment မှတ်ပေးကြပါအောင်ခင်ဗျာနော်တနုနယ်တာသမီမိတ်ဆွေတွေ2025ခုနှစ်မေလအတွင်းမှာမိတ်ဆွေတို့အနေနဲ့လက်ရှိမှာ ဘာကိုလှုပ်လှုပ်အစမှယုံကံရတတ်တယ်နည်းနည်းလေးလရဲ့အစပထမအပတ်မှာကံရဲ့အညာလေးတွေကြုံနေရတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်လရဲ့အစမှတိုးချဲ့လှုပ်ဆောင်တာမျိုးမလုပ်သင့်ဘူးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲကျမ်းမာရေးရှူရှာတာမျိုးတွေကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲကျမ်းမာရေး ဟိုညံ့နေတာမျိုးလေးတွေကြောင့်အစင်းမြေကြိုက်တာမျိုးခန္ဓာကိုယ်နာကျင်ရတာမျိုးတွေတစ်ခုပြီးတစ်ခုဖြစ်တတ်တဲ့အတွက်လရဲ့အစမှာတော့မေလအစမှာတဏှုနေသားသမီးတွေအထူးကိူးဆိုင်တတိထားဆင်ကျင်တင်တော့လဖြစ်ပါတယ်။တို့အပြင်မကောင်းတဲ့အတက်ပညာတွေစုံတိုက်တွေအင်းတိုက်တွေလုပ်ငန်းအနဲ့ပတ်သက်ပြီးမနာလိုလို့မကောင်းတဲ့အတက်ပညာတွေနဲ့ပြူစားတိုက်ခိုက်ခံရတတ်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေကိုဘီယူဆိုင်တတိထားဆင်ကျင်ရန်လိုအပ်တော့လဖြစ်ပါတယ်ခင်ဗျာ။ ထို့သူမိတ်ဆွေတို့အလောက်ကလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာရင်တလူငယ်တာသူမိတ်ဆွေတွေဟာလရဲ့ပထမ9ရက်တော့ကြော်မသားအရေးကြီးသောလုပ်ငန်းတွေအရေးကြီးတဲ့ဆောင်းတာရေးကိစ္စရပ်တွေကိုပြုမှုဆောင်ရွက်ရင်ကောင်းမွန်မဲ့ကာလဖြစ်တယ်လုပ်ငန်းနဲ့ပတ်သက်ရင်တော့အလုတ်စ်စတင်လှုပ်ဆောင်တာမျိုးဥဆောင်လှုပ်တာမျိုးအာမခံလှုပ်တာမျိုးလေးတွေအဲလှုပ်ဆောင်ရတာမျိုးတွေမှာအနည်းငယ်လေးပုံမှုသတိထားတင်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့အထူးသဖြင့်ဘာကိုလှုပ်လို့ တေချာတဲ့မိတ်ဆွေတို့ငါးလပိုင်းဟာလုပ်ငန်းပြိုင်အလုပ်ပြိုင်တွေပေါ်လာရတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ဘာကိုလုပ်လို့ကိုယ့်ကိုအပြိုင်ဆိုင်နေများစွာကြုံရတတဲ့အတွက်ဇွဲရှိရှိနဲ့ဇောက်ရှာပြီးလုပ်မှသာအောင်မြင်မယ်ပြဿနာတွေမကောင်းပြောခံရတာမျိုးမိမိကိုတပုတ်လေးနဲ့ပြောခံရတာမျိုးတွေကြုံရတတဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်တလုံးလေးသာပြီးမိတ်ဆွေတွေအနေနဲ့ဘာကိုဖြစ်ဖြစ်ပြဿနာတွေတပုတ်လေးတွေကိုမျက်နှာရှင်းဆိုင်ဖြေရှင်းနေတာမျိုးထက်ဥပ္ပခါပြုတာတာပိုကောင်းပါတယ်ပြဿနာကိစ္စတွေပေါ်လာတဲ့အခါမှာရှင်းလင်းရှုပ်လီရှင်းလင်းရှုပ်လီဖြစ်ရတဲ့အတွက်ကြောင့်မလို့တနေ့ ုနေတာသူမိတ်ဆွေတွေကဒီရက်9လပိုင်းဆိုရဲကာလအတွင်းတွင်းမှာတော့ပြဿနာကိစ္စရက်တွေကိုဖြစ်နိုင်ရင်ဥပိ္ပခပြုတာငကလက်ပြုတာတော့ကောင်းတယ်ထို့အတူပဲမိတ်ဆွေတို့မိတ်ဆွေဟောင်းအပေါင်းတင်ဟောင်းအနေနဲ့ပတ်သက်လို့ညံ့ပါတယ်လုံငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ဥစွာညံ့တာလေးတွေကိုဆရာဥစွာပြောပြမယ်လုံငန်းကိုင်ငန်းနဲ့ပတ်သက်ရင်တနင်္ဂနွေသတိတွေကမိတ်ဆွေဟောင်းအပေါင်းတင်ဟောင်းအလုံဟောင်းတွေညံ့ပါတယ်လုံငန်းဟောင်းကိုတိုးချဲ့လှုပ်ဆောင်တာမျိုးထက်အစ်စ်လှုပ်ဆောင်တာမျိုးကပုံမှုပြီးတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ခင်ဗျာ ထို့အပြင်အိမ်တွင်းကိစ္စတွေမိသားစုရေးကိစ္စတွေအမွေကိစ္စတွေအမှုကိစ္စတွေကိုဖြစ်နိုင်ရင်ကိုကိုယ်တိုင်လည်းမပြုတ်လုံနဲ့အဲ့ဒီလိုဖြစ်နေတဲ့သူတွေကိုလည်းမကူညီပါနဲ့အိမ်တွင်းကိစ္စတွေမှာမိသားစုရေးကိစ္စတွေအစတွေမှာတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲရတာမျိုးလေးတွေကိုကြောင်ဆိုပြီးတော့ဘိုင်နှိမ်တက်တက်တဲ့အတွက်ကြောင့်မလို့မိမိအနေနဲ့အိမ်နဲ့အဝေးကိုသွားပြီးတော့လောက်တာမျိုးလေးတွေခရီးသွားကိစ္စမျိုးလေးတွေမှာပုံမူအားသာကောင်းမှမှာတယ်ဒီငါးလပိုင်းဆိုတဲ့ကာလအတာတော့ပြမှာဆိုတော့ဒီလိုလိုနေသားသမီးတွေဟာ ငွေကြီးနဲ့ပတ်သက်ရင်ငွေဝင်ကိန်းရှိပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ဘာမှမခက်ခဲဘူးအိမ်တွင်းရင်မိသားစုရင်လူမျိုးရေးကိစ္စလေးတွေမှာတော့တော်တော်လေးဂရုစိုက်တတိထားရမယ်ဒီလိုမျိုးမကောင်းပြောခံရတဲ့အခါမှာလူမျိုးရေးကိစ္စတွေတဦးနဲ့တူတယောက်နဲ့တယောက်ပြဿနာအတိုက်အခိုက်တွေကြုံလာရရင်မကောင်းတဲ့တတိတွေပပျောက်စေဖို့အတွက်ဆိုရင်ဆရာရေရရာလေးတပါတယ်ပြောပြပါမယ်ကျတို့ပကံများထဲမှာဈေးကနေပြီးတော့ဂျင်းတက်ကြီးကြီးကလေးဝယ်လိုက်ဂျင်းတက်ကြီးကြီးကလေးကြီးလေကောင်းနေပဲဝယ်ပြီးတော့ပကံများထဲမှာအဲ့ဒီဂျင်းတက်ကိုထက်အပေါ်မှာဖျောင်းနိုင်တင်ထွင်းပြီးတော့ ဟိုမိတ်ဆွေတို့ရဲ့ဇပွဲအမြင့်တနေရာမှာထွင်းပါဂျင်းထဲတာတွေအားလုံးဟုံရွေဖြစ်စေမဟုံရွေဖြစ်စေအပုတ်တွေကြော်နေတာတွေအားလုံးပျောက်သွားပါလိမ့်မယ်မပျောက်မရှင်းထွင်းပါခင်ဗျာเนาะဒါဆိုရင်ကံကောင်းလာပါလိမ့်မယ်ကောင်းပြီငွေကြီးနဲ့ပတ်သက်လာရင်ထီကန်ဆန်းလို့ကောင်းတယ်ထီပေါက်နိုင်တယ်မမြင်ရတဲ့အဆောင်ချောက်ပထမ်းဆက်တွေရဲ့ပုံကိုယ်ဆက်တွေအကူအညီတွေရရှိတတ်တယ်လို့တပည့်သားသမီးတွေနဲ့ပတ်သက်ပြီးတော့ငွေကြီးကံတွေအထောက်အကူရရှိတာမျိုးလေးတွေကြုံရတတ်တယ် တရွာမှာပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းနဲ့နေရာထိုင်ရင်အပြောင်းလဲအလိုပြောင်းလဲလှုပ်ဆောင်လို့တဲ့မိစေများဘာကြောင့်မှတုံဆိုင်မနေပဲနဲ့အပြောင်းလဲနဲ့ရဲဝန်းနဲ့ရှေ့လို့ဆောင်နဲ့လှုပ်ဆောင်မှာအကျိုးပေးပါတယ်နိုင်ငံခြားကိစ္စခီးသွွားကိစ္စပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်ရှေ့လို့ဆောင်ရရင်ထူးထူးခြားခြားနဲ့ကံကောင်းခြင်းနဲ့ရရှိပါမယ်ခင်ဗျာ အဝေးတနေရာကဆွေမျိုးသားချင်းတွေအဆက်အသွယ်ပြတ်နေသူတွေတဦးတယောက်နဲ့ငဘူကဝေးကွာနေတော့မိတ်ဆွေတွေပြန်လဲစုံစည်းရတာမျိုးအဆက်အသွယ်တည်င်းကြရတာမျိုးတွေကြုံရတတ်တယ်။ယာဉ်ဥလုပ်ငန်းကိုင်ငံနဲ့ပတ်သက်ရင်ယာဉ်ဥပြောင်းတာမျိုးတွေယာဉ်ဥတက်တာမျိုးတွေယာဉ်ဥတိုးတာမျိုးတွေကြုံရနိုင်သောကာလဖြစ်တဲ့အတွက်တော့ချစ်တူဆောင်ရလှုပ်ဆောင်မှုကောင်းသော ကာလဖြစ်ပါတယ်။အလုံးဟောင်းမိတ်ဆွေဟောင်းတွေအပေါင်းတင်ဟောင်းတွေရီစာဟောင်းတွေချစ်သူဟောင်းတွေအားလုံးအဟောင်းအဟောင်းတွေအားလုံးကညံ့ပြီးတော့အစ်စ်တွေကိုစတင်လှုပ်ဆောင်ရင်ပုံမအားပြုကောင်းမှုစီတော့လာဖြစ်ပါတယ်။ ကွန်ပျူတာဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ခြံထွက်သီးနှံတွေကွန်ကွန်လို့ကွန်ပျူတာလို့အစရှိတဲ့တနင်္လာလုပ်ငန်းတွေနဲ့ပတ်သက်တဲ့အရာလေးတွေမှာအကျိုးပေးဆောင်ရွက်ပါငွေကြေးနဲ့ပတ်သက်လာရင်လက်လွန်ထားတဲ့ငွေကြေးတွေမှာပြန်လဲတောင်းတာမျိုးတွေရရှိတတ်တယ်ထူးထူးခြားခြားဒီလမှာဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ကူကိုညီကိုမှလည်းသားချင်းတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်သောကာလဖြစ်ပါတယ် ရာထူးလုပ်ငန်းကိန်းငန်းနဲ့ပတ်သက်ရင်ရာထူးလုပ်ငန်းအပြန်အဆိုင်တိုက်ခိုက်ပြီးပေါ်တက်တယ်လို့အထက်လူကြီးနဲ့စကားပြောဆိုတဲ့အခါမှာစကားပြောအဖြစ်နိုင်လို့ရှိရင်အထက်လူကြီးကကိုယ်ကိုညှိုးတာမျိုးတွေမုန်းတာမျိုးတွေအထင်လွဲတာမျိုးတွေကြောင့်နည်းနည်းလေးအလုပ်ထဲမှာတော့စိတ်ပန်းလူပန်းဖြစ်အားတက်တယ်။ဘာကိုလှုပ်လှုပ်ငါးလပိုင်းဒီမှာစတင်အစမှာတော့နည်းနည်းလေးရုန်းကန်ခက်ခဲတက်တယ်ဆိုတော့ကိုသိထားဖို့လိုအပ်ပါတယ်ခင်ဗျာ။ ပတ်စဖို့ဆိုင်ရာလုပ်ငန်းတွေပြည်ပပြည်ပခီးသွွားဆိုင်ရာလုပ်ငန်းတွေမှာရှေ့လူဆောင်ရာလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်။ထို့ပြင်လူငယ်တွေအခြေအနေမှာတော့ရှစ်သူကြီးစားရရှိနိုင်တယ်မိမိရှစ်တော်မြန်လို့တော့သူကိုဖွင့်ပြောတာမျိုးရှစ်သူဖူးစာဘတ်ပေါ်တာမျိုးတွေကြုံရတတ်တော့လာဖြစ်ပါတယ်။ငကူကအဆက်အသွယ်ပြတ်နေသူတွေတွေးအေးနေတဲ့အခြေအနေမှာတော့ပြန်လဲနှွေးထွေးမှုနဲ့အေးချမ်းမှုတွေရရှိလာမယ်လာဖြစ်ပါတယ်။ အိမ်တော်ကြီးနဲ့ပတ်သက်လာရင်အိမ်တော်ရှင်မရခုကတော့နည်းနည်းလေးညံ့ပါတယ်ဝေးနေတာကောင်းတယ်ဆိုတဲ့အတိုင်းကွဲနေတဲ့မိတ်ဆွေဝေးနေတဲ့မိတ်ဆွေများခုကတော့အဲဘာမှစူးစူးဝါးဝါဘာမှမရှိပါနဲ့အနီးကပ်နေတဲ့မိတ်ဆွေများခုကတော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေမိသားစုတွေအိမ်တော်ကြီးမှာမျက်နှာရှင်းဆိုင်ကိုပြဿနာတက်လာမျိုးလေးတွေဂျုံအားတက်တဲ့အတွက်ကြောင့်အိမ်တော်ကြီးကိစ္စအိမ်တွင်းကိစ္စမိသားစုရဲ့ကိစ္စတွေမှာတော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့ရှေ့ဆက်သွားမှာပုံမှုအောင်မြင်နိုင်ပြီးတော့အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာအဲတယောက်နဲ့တယောက် ဟိုမိမိရဲ့အိမ်အောင်ပတ်ကြောင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့လဆိုတာကတော့မလွယ်တဲ့မသိကြုံရနိုင်ပါလေခင်ဗျာဒီလတာတော့တွင်မှာအထယ်လိတ်လုပ်ငန်းတွေအကျိုးပေးပါတယ်စားတောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်စမ်းစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်ယင်းအကျိုးပေးပါတယ်ကွန်ပျူတာစာရေးကိရိယာအုပ်သက်ကြောက်တန်းတို့အစရှိတဲ့အရာလေးတွေစေဝါဆိုင်ရာလုပ်ငန်းလေးတွေစားတောက်ကုန်ဆိုင်ရာလုပ်ငန်းလေးတွေစသောအရာမျိုးလေးတွေရှေ့တိုးဆောင်ရလှုပ်ဆောင်ရအားသာခြင်းကောင်းမှုခြင်းနဲ့တိုးတက်နိုင်သလိုတရွာမှာပြောင်းသူတော်မှဖြစ်စေတဲ့အပြောင်းလဲနဲ့ လှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာအကျိုးပေးအားပြုကောင်းမှုပြီးတော့အားသာနိုင်တယ်လို့အလူတန်းကိစ္စလေးတွေဘာသာရေးဆိုင်ရာပရာဟိတဆိုင်ရာလေးတွေလည်းများစွာပြုလုပ်ရတတ်သောလာဖြစ်ပါတယ်ခမရထို့အတူပဲမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်မိမိတို့အနေနဲ့အဲမိမိတို့ရဲ့ကံဟာဟိုဒီလာတာတော်တွေမှာဘလောက်ပဲခက်ခဲစေကမှုအဆုံးတက်မှာတော့အောင်မြင်ခြင်းတွေရရှိသွားမယ်နှစ်ဖြစ်တဲ့အတွက်အစမှညံ့မလို့လို့နဲ့အဆုံးတက်မှာကောင်းမွန်မယ်လာဖြစ်ပါတယ်ခမရဒါအပြင်မိတ်ဆွေတို့အနေနဲ့အချိုးပေးသော အယောင်နေလဲဆိုရင်ဒီလတာတော်တွင်မှာဆိုရင်အကျိုးပေးသောအယောင်ဟာအနီရောင်အစိမ်းရောင်ခဲရောင်ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အာသာနိုင်တယ်လို့အကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့ဘာလို့လို့လို့ဇနီသားသမီးတနင်္လာသားသမီးတွေနဲ့တွဲပတ်လို့ရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်မှုနဲ့အထောက်အကူဖြစ်စေစေတယ်လို့ဇနီရက်တို့တနင်္လာရက်တို့မှာစတင်ပြုလုပ်တာအကောင်းဆုံးဖြစ်ပါတယ်။ဘာကိုပြည့်ပြည့်လရဲ့အစာမှမလို့ဆောင်ပါနဲ့။အားနေစီပါတယ်။အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်နှစ်ကဏ္ဍခုနှစ်ကဏ္ဍ ကိုကနန်းနေရာမိတ်ဆွေတို့ရဲ့ကံကိုအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လဖြစ်ပါတယ်အချိုးပေးစီတော့နော်ဟုတ်အချိုးပေးစီတော့လုပ်ငန်းဆောင်တာအနေနဲ့ဆိုလို့ချင်းတော့မိတ်ဆွေတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာပြောဆိုတဲ့အခါမှာအောင်မြင်စရာအတွက်ဆိုရင်မိမိတို့အနေနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စအရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်တဲ့အခါမှာအဲလမ်းမင်းမှ သွားလာနေတဲ့အခါမိမိတို့ခကြီးသွားကိစ္စအရေးကြီးကိစ္စတွေအစင်ပြေအောင်မြင်စေဖို့အတွက်လမ်းမှာတွေ့တဲ့ကြောက်ခဲကလေးအသေးလေးနှလုံးကိုဆောင်ယူပြီးတော့မိတ်ဆွေတို့ရဲ့လိုရာကိစ္စကလေးတွေကိုပြောဆိုဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိနိုင်တော့လာဖြစ်ပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့နှစ်ကဏ္ဍ ပြောပြီးသွားပြီเนาะအကျိုးပေးစေတော့အရာဟာအရှိဆူဆူအရာဖြစ်ပြီးတော့စန်းတီယာအရာကတော့အနောက်တောင်တောင်အရာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီလတာတော့ဒီမှာပရိသတ်စင်နေရမှာတော့အမှုပညာဆိုင်ရာလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့တန်းလုံးတွေသားသမီးတွေညံ့ပါတယ် အတက်နိုင်ဆုံးတပုတ်လင်းလင်းပြောခံရတာမျိုးလေးကြုံရတတ်ပါတယ်။ဒါအပြင်အပွဲအစည်းအသင်းအပွဲနဲ့အများနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့လောရတဲ့တနင်္လာသမီးများအဖို့ဒီကာလအတော်ဒီမှာဖြစ်နိုင်ရင်အဲနည်းနည်းလေးကံလေးရညံ့နေအမှုပညာဆိုင်ရာလုပ်ငန်းတွေပကြီပခုဗေဒင်ဗေဒဆန်းကြံတရုပ်ဆောင်နဲ့ပတ်သက်တာတွေအားနည်းစီတော့လာဖြစ်တာတော့အသေးအကြာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်အများနဲ့ပတ်သက်လာရင်မိမိရဲ့အတွေးခေါ်တွေကနည်းနည်းလေးဟိုဆက်နလို့ပေါ့ကံခေနေတာမျိုးလေးတွေကြုံရတဲ့အတွက်ကြောင့်မလို့ နည်းနည်းတတိထားစင်ရင်ရလိုအပ်ပါတယ်ဒီလာတာတော့ဒီမှာဘာကိုလှုပ်လှုပ်တနင်္ဂနွေတနင်္ဂနွေရင်တွဲလောက်တာမျိုးအရေးကြီးတဲ့ကိစ္စတွေကိုတရက်နေလို့တနင်္ဂနွေရက်လို့အ15ရက်လို့14ရက်တို့မှာအတက်နိုင်ဆုံးစင်ရင်တတိထားလှုပ်ဆောင်ပြီးဖို့လိုအပ်ပါတယ်ခမရတတိထားစင်ရင်ရမယ်အရာကတော့အဟောင်းတွေအားလုံးကိုညံ့ပါတယ်မိတ်ဆွေဟောင်းအပေါင်းသင်းဟောင်းစက်ပစ္စည်းဟောင်းရင်ဟောင်းကြီးစားဟောင်းချစ်သူဟောင်းတွေကညံ့ပါတယ်ခင်ဗျတပုတ်လေးမျိုးပြောခံရတတ်တယ်အမှုကိစ္စတွေအမွေကိစ္စတွေဖြစ်နိုင်ရင်မကူညီပါနဲ့ကိုယ်ပါရောပြီးတော့ အပူကူတတ်ပါလေဘာလို့လို့လဲဒီလာတာတော်တွေမှာမိတ်ဆွေတို့အနေနဲ့အဲအရေးကြီးသောစောင်းတာမိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွေမှာဆိုရင်ဘာလို့လို့လို့တတိထားစင်ကြရမယ်အရက်ခရီးသွားရန်အတွက်ဆိုရင်လို့ရှိရင်မျက်နှာမမူသွားတဲ့အရက်တတိထားစင်ကြရမယ်အရက်ဟာအနောက်ဆူဆူရဖြစ်ပြီးတဲ့အခါအဲမိခိုးရအောင်လို့မဲနေရအောင်လို့ဝစ်စင်လာလေးတွေကိုတတိထားစင်ကြင်ပြီးတော့လှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်အရေးကြီးသောကိစ္စတွေကိုပြုမှုတွေကကြံ့ကြာစေနိုင်ပါတယ်ခင်ဗျမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းအတွက်အယောင်းထွက်စီဖို့ မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုခဲတံလေးတစ်ချောင်းနဲ့ခုနရှက်တိတိထိပြီးတော့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းလိုက်ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်တွတ်သွားပါလိမ့်မယ်ခင်ဗျာပညာရေးနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးတနင်္ဂနွေသားသမီးတွေအယုံကံရတာမျိုးလေးတွေစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့လာဖြစ်တဲ့အတွက်တက်မြောက်ပြီးတော့အရာကိုသာအသုံးချပါလို့ပဲဆရာကအကြံပေးလိုပါတယ်ကောင်းပြီဒါအပြင်မိတ်ဆွေတို့ဒီလတာတော့တွေ့မှာဆိုရင်အဲလူမှုရေးကိစ္စတွေဆွဆွဲခံရတတ်တယ် အယိုးဆွတ်ဆွတ်ဆွဲခံရတဲ့အတွက်တော့တတိထားသွားလာတာဟာပုံမကောင်းမွန်တော့လာဖြစ်ကြောင်းဆရာကထထောင်ပြောလိုပါတယ်။မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြီးအောင်မြင်စီပြီးတိုးတက်စီရန်အတွက်ပြုလုပ်ရမယ်။ကြေရာမပြောမိမှာ။ဇာခင်နားမှာပေးတယ်မြင်ရင်0939293641 WhatsApp Telegram မှာဖြစ်စီ Viber မှာဖြစ်စီဆက်သွယ်မိများနိုင်မှာကြောင်းနဲ့ဆရာတက် TikTok Messenger မှာဗီဒီယိုမဟောကြောင်းကိုထထောင်ဩပါပြုရင်းနဲ့ မိတ်ဆွေတို့အနေနဲ့အဆက်ဆက်အရာအစဉ်ပြေစီရင်အဋ္ဌထံဝင်လို့တပတ်ဆိုလို့ရှိရင်တော့အဋ္ဌထံပြုလို့တဲ့မိတ်ဆွေများအဖို့ကတော့ဆရာတို့ရတေကြီးဥခန်ကြီးရဲ့ဂါရာကိုပဲဗတိစိတ်တာမျိုးဖြစ်စီရတေကြီးဥခန်ကြီးရဲ့ဗတိစိတ်ကြီးဖြစ်တဲ့အရဟံတိတ်ကြီးဘဂဝါအောင်ဆိုတဲ့ဗတိကိုတနေ့ကိုငါးပတ်လုံးနဲ့ မိမိတို့၁၁ရက်ပဲဝင်ဝင်မိမိတို့နဲ့လည်း၆ရက်ပဲဝင်ဝင်နိုင်ရလေးကိုအတိတ်ကံပြုမြင်အောင်မြင်တိုးတက်ပြီးတော့အစဉ်ပြေသွားမှာအသေးကြပဲဖြစ်တယ်ခင်ဗျာကန်ဆာတာညံ့နေတာတွေကိုပြေပြောက်စေဖို့အတွက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကန်ဆာတာညံ့နေမှုတွေကိုအားနည်းစေမှုတွေကိုပြေပြောက်တိုးတက်စေရအတွက်ဆိုလို့ရှိရင်တော့မိမိရဲ့အဝေအစားအဟောင်းလေးကိုမိမိရဲ့မွေးနေ့မှာမရှိစင်းရဲသားတို့နော်ဟိုဆွမ်းရလို့ပေါ့ရှေ့လို့ရှေ့လက်အင်ကချုပ်တဲ့နေတွေကိုသူတွေကိုလှူတိုင်းရင်ကံကောင်းစီပါလေအဆက်ဆက်ရရာစင်ပြေစီပြီးအဲ ငွေကြေးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဆရာတို့ဟိုမိတ်ဆွေတို့ရဲ့ဟာလာဟိုအိမ်မှာကျွေးပကံများတစ်ချက်အဝိုင်းလေးထဲမှာဖြစ်စီเนาะကျွေးပကံများတစ်ချက်ထဲမှာမပါတော့မယ်ဆိုတော့ဆရာတို့စဒဘဝလို့ရေးလိုက်စဒဘဝလို့ရေးလိုက်စဒဘဝလို့ရေးပြီးသွားတဲ့အခါမှာမိတ်ဆွေတို့ရဲ့အဲ့ဒီရဲ့เนาะစဒဘဝရေးထားတဲ့ကျွေးပကံများထဲမှာ ပေါင်မုတ်က200ဒါပြီးတော့တောက်တော်ကြီးကတစ်ခွက်လှူပြီးတော့မိမိတို့အနေနဲ့ငွေကြေးကံကောင်းစီဖို့အတွက်အစင်ပြေအောင်မျက်စွာဖျားရှင်မှာဆူတောင်းရင်ကန်စာတာကောင်းပြီးတော့အဆက်ဆက်ရအောင်မြင်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနေ့ကနေသားသမီးမိတ်ဆွေတွေအားလုံးငားလာပိုင်းတွင်မှာအောင်မြင်မှုတွေအလီလီပိုင်ဆိုင်လို့ယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေလို့ဆရာကမေတ္တာပို့ဆူတောင်းရင်းနဲ့တနေ့လာသားသမီးဒီအလဲကိုဆက်ပြရစေခင်ဗျာ